အပြစ်မဲ့တဲ့တို့တချောင်းမှာတော့မရှိတဲ့ဒီစပေးရှယ်နေရာတွေကိုလေနဲ့ဘုံချဲတယ်ဘယ်လောက်ထီကိုချင်းစာတရားခေါင်းပါလိုက်တဲ့အလုံးမဲမင်္ဂလာပါဘာသာပေါင်းသူညီညာရေးအင်တီဂျူကစီစဉ်တဲ့ဓမ္မကိုဘာသာတရားဖြင့်ဝန်ရံခြင်းသကဝိုင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာအပိုင်း၁၈ကိုရောက်ရှိလာပြီဖြစ်ပါတယ်အခါတော်ရဆရာတရပေသူကိုလှည့်ပေးခြင်းပါတယ် ဆရာကြီးဒီခါသေးတရားတွေအများကြီးဒီတစ်ပတ်ထဲမှာကြုံတွေ့ခဲ့ရပါတယ်ဆရာဒီအကြောင်းအနေနဲ့ပတ်သက်ပြီးတော့မှဓမ္မအဓမ္မကိုချိန်ညှိပြီးတော့မှခိယံရဲ့ဓမ္မဟောင်းကျမ်းတွေဓမ္မတကျမ်းတွေခန်းကြီးခန်းငယ်တွေကိုထောက်ရှုပြီးတော့မှဆရာမြင်တဲ့အမြင်လေးတွေကိုဆွေးနွေးပေးဖို့ဆရာကိုဖိတ်ခေါ်ပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်တိုင်းပြည်ကတော့အခုအလုံးရဲ့အသည့်အမြင်အတွေ့ပကတိအချိန်နေရာတော့တနေ့ပြီးတနေ့တစ်ချိန်ပြီးတစ်ချိန်ပို့ပြီးတော့မှအဆိုးပဲအဆိုးပဲအဆိုးပဲပြောရအောင်လား 2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကနေပြီးတော့ဒိုင်းပြည်လုံးရဲ့ပြည်သူအများစုစန္ဒနဲ့မဲပေးပြီးရပ်သားအစိုးရဖွဲ့ရဆက်လက်ပြီးတော့အစိုးရဖွဲ့မှုပြင်ဆင်တဲ့အခါမှာတပ်မတော်ဆိုတဲ့စစ်တပ်ကနေပြီးတော့မှဒီမဲမတမာချင်းလို့ခေါင်းစဉ်တက်ပြီးတိုင်းပြည်ရဲ့အာဏာကိုလူယူသိမ်းပိုက်လိုက်တဲ့အချိန်ကနေစပြီးတော့ဒီနေ့အချိန်ထိအတိုင်းပြည်ဟာတိုးတက်ခြင်းကိုတစ်ဆမှမရောက်တော့ဘူးပဲနဲ့ဒီနေ့ပြီးဒီနေ့အချိန်ပြီးအချိန်ဆုတ်ယုတ်ဆုတ်ယုတ်ဆုတ်ယုတ်သွားတာကို ကျွန်တော်မြင်တွေ့ခံစားတွေ့ကြုံကြော်ဖြတ်ရှင်ဆိုင်နေရတာဖြစ်ပါတယ်။နိုင်ငံရေးနဲ့ပတ်သက်တဲ့အချက်တွေ၊စီးရေးနဲ့ပတ်သက်တဲ့အချက်တွေ၊တိုင်းသာလူမျိုးနွယ်စုတွေစီးလုံးညီညွတ်မှုနဲ့ပတ်သက်တဲ့အချက်တွေ၊ပညာရေးအချက်တွေ၊ကျန်းမာရေးဆော့ရှယ်မှုအချက်တွေ၊အလုပ်ကိုင်ခွင့်လမ်းအချက်တွေ၊ခုံစင်းနှုတ်ကြီးမြင့်မှုအချက်တွေ၊လူမှုရေးအချက်တွေ၊နောက်ဆုံးလူတစ်ဖြည်းဖြည်းနဲ့တိုက်သူပြည်သားတွေရဲ့နေထိုင်ရတဲ့နေ့စဉ်လူမှုဘဝလုံခြုံမှုမရှိတော့အချက်တွေအများကြီးဖြစ်ကုန် လူတယောက်ရဲ့လူသားရဲ့လူကုန်သိခမရှိတော့တဲ့အခြေအနေစိုက်ရောက်သွားတယ်တရားဥပဒေစိုးမှုမရှိတော့နေရာတိုင်းမှာအခွင့်အာဏာရှိတဲ့သူကအခွင့်အာဏာကိုလွဲသုံးစားလုပ်တယ်ဥပဒေဆိုတာပါဇက်ကထွက်တဲ့အရာဖြစ်နေတယ်အဲ့တော့တိုင်းပြည်ပြည်သားအားလုံးကဘာကိုကြောက်နေရလဲဥပဒေကလက်နက်ရဲပြောင်းရမှာပဲရှိတယ်ဆိုတဲ့ပုံစံမျိုးဖြစ်လာတယ်အဲ့တော့ကျွန်တော်ဒါတွေဘာလို့ဒီလိုတက်စီပြောလဲဆိုတော့ဒါနေရာဘာကြောင့်ဖြစ်တာလဲဆိုရင်အာဓမ္မအတိဘူးတော့မတရားမှုကြောင့်ဖြစ်တာဖြစ်တယ်။အဲ့တော့ကျွန်တော်ကဘာသာရေးသမားဆိုတော့ဘာသာရေးရှိတော့နေပဲ သုံးသက်ဆွေးနွေးတင်ပြလိုပါလေဘာသာတိုင်းဘာသာတိုင်းမှာဓမ္မနဲ့အတ္တမဝေဖန်ပိုင်းခြားဖို့အတွက် တရားတွေအလင်းပေးခြင်းတွေလမ်းပြခြင်းတွေတုံသင်ခြင်းတွေပဲ့တင်ခြင်းတွေနိလန်ဖောင်းဆောင်နဲ့တုံသင်ပဲ့တယ်အတ္တမတည်ဥတော်မတရားမှုဓမ္မတည်ဥတော်တရားမှုအဲ့တော့ဘာသာတရားဟိလို့ပြောလိုက်ရင်တော့ဘာသာတိုင်းဘာသာတိုင်းဒီဘယ်ပေါ်မှာခြေခံလဲဆိုရင်ဓမ္မပေါ်မှာခြေခံတယ်တနည်းအားဖြင့်တရားတော်အမှု အပေါ်မှာပဲချိန်ဘယ်ဘာသာကမှမတရားလို့ပါသူတို့ကမတော်မတရားလုပ်ခဲ့သူတို့ကမတော်မတရားလိန်ညာလိုက်သူတို့ကမတော်မတရားအနိုင်ထက်စီနင်းပြုလိုက်သူတို့ကမတော်မတရားအဖွဲ့ခံတာပြလိုက်သူတို့ကမတော်မတရားနှင်းပတ်နှိပ်စက်လိုက်လို့ဘယ်ဘာသာမှမသွန်သင်ဘယ်ဘာသာမှမသွန်သင်ကျွန်တော်ကခရိယန်ဓမ္မဝင်ဆောင်ဖြစ်ပေမဲ့ခရိယန်သေယုတ်ဆရာတိတ်ခါပြရဆရာဖြစ်ပေမဲ့ကျွန်တော်တို့ချမ်းသာကြောင်းကိုတက်တဲ့ခါမှာဘာသာပေါင်းစုံရဲ့အရာတွေကိုသင်ရတယ်ဒါ subject ဘာသာရပ်တစ်ခုအနေနဲ့သင်ရတယ်နောက်ဆုံးဆိုရင် Christian Science Modern Church so ကိုခေကာမပေါ်တာနဲ့တင်းတော်လေးနာခရန်ရဲ့ခရန်သိပ်ပန်ခရန်နဲ့သိပ်ပန်ဆိုတာတွေထိတင်ရတယ်ကျွန်တော်ဗာအာသနာမရဂျင်း subject ကကျွန်တော်ကြောင်းတက်တဲ့အခါမှာဘာသာရတရားအများကြီးပဲအဲ့အများကြီးမှာတနည်းပြီးတနည်းတဲ့ seminar တစ်ခုပြီးတစ်ခုတစ်ခုပြီးတော့ဟိုပြုတ်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 နည်းနည်းသွားတယ်ဒါနဲ့ဒီဘာသာပေါင်းစုံအာသနာ religious ကိုတင်ရတဲ့အရာတော့နောက်ဆုံးဘွေးရတဲ့အထိ seminar တိုင်းမှာတင်ရတယ်ဆိုတော့ပြောချင်တာကဘယ်ဘာသာကမှအတ္တမကို အပိတဲ့ဘာသာအတ္တမလုတ်ခိုင်းတဲ့မတရားမှုလုတ်ခိုင်းတဲ့ဘာသာဘယ်ဘာသာမှမရှိဘူးဓမ္မပေါ်မှာချေချံပြီးတော့မေတ္တာနဲ့ဓမ္မကိုတိဆောက်တယ်ရှင်းတာချင်းနဲ့မျှဝေတယ်ကျေးဇူးပြုခြင်းနဲ့ပေးကမ်းတယ်ဒီလိုမျိုးသွားတယ်ဘယ်ပေါ်မှာဘုရားဓမ္မပေါ်မှာလည်းသွားကြတယ်ကျွန်တော်အနေနဲ့ဆိုတော့ဓမ္မလို့ပြောရင်တမာတရားကိုဖြူပေါ်တယ်နော်ဆိုတော့အခုတိုင်းပြည်မှာဘာချက်ဖို့လို့ဆော့ဆော့ကျွန်တော်ပြောခဲ့တဲ့အခက်အခဲအချက်တဲ့ဒီဖြစ်ပြီးတော့မှတိုင်းပြည်ရဲ့နေ့တူဝဆုပ်ယုတ်ချင်းကိုရောက်တယ်ဆိုရင်တော့ အတ္တမတရားတွန်းမှုသောကြောင့်အတ္တမတရားကြီးဆိုးသောကြောင့်တနည်းအားဖြင့်မတရားမှုတွေကြီးဆိုးသောကြောင့်အာကောင်းသောကြောင့်အဆိုးဘက်ကိုဦးတည်ပြီးသွားတယ်။ဆရာတချို့ကဒီလိုထင်တယ်။အခုတိုက်တည်ရဲ့အာနာကိုလူယူပြီးတော့မှတိမ့်ထားတယ်ဆက်ကဆာအာနာတိမ့်စက်ကောင်စီကိုသူတို့လည်းသူတို့ကမှန်တယ်လို့ထင်တယ်။တချို့ကလူတွေလို့ထင်တယ်လေတချို့တိုက်တည်ရဲ့မှာရှိတဲ့တာမန်ပြည်သူပြည်သားတော်လို့ထင်တယ်နော်။အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာပိုင်းခြားရတယ်။ဘာလို့ပိုင်းခြားရမလဲဆိုတော့ ဘသူတွေကဓမ္မအမှုကိုပြုနေတာလဲဘသူတွေကအတ္တမအမှုကိုပြုနေတာလဲအဲ့ဒါဆိုရင်ဓမ္မအမှုကိုပြုတဲ့သူကမှန်တာလားအတ္တမအမှုကိုပြုတဲ့သူကမှန်တာလားဒီဟာကထင်းနေရှက်ရှက်မြင်တွေ့တာပဲအဲ့ဓမ္မအမှုကိုပြုတဲ့သူကမှန်နေဆိုတာကို ကျွန်တော်တို့ကသိလာမြင်လာ တွေ့လာရင်ဒီဓမ္မဘက်မှာအမှန်ဘက်မှာရက်တီအပေးဝင်းရံထောက်ခံမကားသင့်ဘူးအတ္တမမှန်နေတယ်မတရားသဖြင့်ပြုနေတဲ့အကြောင်းစန့်ချက်တော်လန်း ုံကံငင်းဆန်တာမှဖြစ်တယ်။ဒါဆိုရင်ဒီနေ့တိုင်းပြည်မှာဖြစ်ပျက်နေတယ်။နိုင်ငံရေးအချက်တရနေဖြစ်လိုက်တဲ့စိတ်ကြီးခုကျွန်တော်ပြည်တွင်းစစ်ကြီးဖြစ်နေတယ်။စည်ရေးချက်နဲ့ဒါတိုင်းရဲ့ချက်တရနေစဖြစ်နေတဲ့စည်ရေးချက်ဒါဘာကြောင့်လဲဒီလူငယ်လူရွယ်တွေကသူတို့ကဒီအရသာတစ်ပိုင်းအစိုးရအုပ်ချုပ်တဲ့ငါးနှစ်တာကာလမှာလူအဖွဲ့ရဆော့ဆော့ဖုံဖုံဥကဝိဒမိတ်ကြတဲ့အတိုင်းပဲလူအခွင့်ရေးဆိုတဲ့အနှစ်သာရရဲ့အရသာလူဂုံသိက္ခာဆိုတဲ့အနှစ်သာရရဲ့အရသာ လွတ်လွတ်လပ်ခွင့်ဆိုတဲ့အနှစ်သာရရဲ့အရာလွတ်လပ်စွာတွေးခေါ်ပြောဆိုဝေဖန်လောက်ကိုကိုယ်ကိုယ်ဆောင်ရွက်နိုင်ခွင့်ဆိုတဲ့လွတ်လပ်ခြင်းရဲ့အရာပါအနှစ်သာရကိုဒီငန်းကလေးမှာအပြည့်ဝတော့မဟုတ်သေးဘူးနော်အနေနဲ့မြောက်လေးမြောက်လေးနီးစံတိမှတ်လိုက်တဲ့အခါမှာအိုးလူဖြစ်ရခြင်းနိုင်ငံသားဖြစ်ရခြင်းတိုက်သူပြည်သားဖြစ်ရခြင်းရဲ့အနှစ်သာရအရာပါဒါပါလားလို့တိပြင်လာတဲ့အခါအထုပ်ဖြစ် လူငယ်တွေတွေရဲ့ အနာဂတ်မျိုးဆက်တည်အနာဂတ်ရဲ့တိုင်းပြည်ခေါင်းဆောင်လောက်တွေပေါ်ထွက်လာမယ့်လူတွေအနာဂတ်မှာတိုင်းပြည်မှာအတိပညာရှင်အတတ်ပညာရှင်နိုင်ငံကိုဦးဆောင်မဲ့လူတွေစက်မှုချွန်းကျင်တဲ့ပုဂ္ဂိုလ်တွေဂျမားရေးဆိုင်ရာမှာထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေပညာရေးပိုင်းဆိုင်ရာမှာလည်းအတွေးအမြင်ရှိတဲ့ဒီပညာရေးစနစ်ကြီးကိုပြည့်ပြည့်ပြောင်းလဲရအောင်အမြင့်ကနေလှန်ပြီးပြောင်းလဲရမယ်လို့အတွေးအမြင်ရှိတဲ့လူငယ်လူရွယ်တွေဒီလူငယ်လူရွယ်တွေကဒီစစ်တပ်ကမတော်မတရားအတ္တမအတ္တမအဖြစ် မတရားသဖြင့်အာနာကိုလူယူသိမ့်ပိုက်လိုက်တဲ့အခါမှာသူတို့အတွင်ထဲမှာဟာငါတို့ရဲ့အနာဂတ်ကဘာဖြစ်တော့မှာလဲငါတို့ရဲ့ရှေ့ဘဝကဘယ်လိုဖြစ်တော့မှာလဲငါတို့လွတ်လပ်ခွင့်နေငါတို့ရဲ့လူဖြစ်ခြင်းရဲ့လူပုံသိခိုင်းအနှစ်သာရတွေငါတို့ရဲ့ဖွင့်ရေးတွေငါတို့ရဲ့စီစဉ်တွေငါတို့ရဲ့အကြောင်းစီငါတို့တို့ခေါ်တယ်ဒီရရပိနေခံချုပ်ချက်ခံချင်းချက်ခံဖြစ်လာမယ်ဖြစ်လာပြီဆိုတော့မြင်တွေ့လာတဲ့အခါမှာ ကျွန်တော်အားလုံးသိပါတယ်လုံခဲ့တဲ့လင်းနေကြောငင်းချောင်းစွာဆန္ဒပြခဲ့ကြတယ်သို့သော်လည်းတိုက်ကြီးမှာခက်ဆက်ဆက်ခက်ဆက်ဆက်ငင်းချောင်းစွာဆန္ဒပြတဲ့ဆန္ဒပြခြင်းတွေကိုခက်ဆက်ဆက်လက်မခံခဲ့ပဲနဲ့လက်နဲ့နဲ့ပဲအသေးတက်ပြီးတော့မှဖြစ်ရှင်းခြင်းလက်နဲ့နဲ့ပဲအသေးတက်ပြီးတော့မှတိတ်ကိုခြင်းလက်နဲ့နဲ့ပဲအသေးတက်ပြီးတော့ဖိနှိပ်ခြင်းပြုတဲ့အခါမှာဒီလူငယ်တွေကလက်နက်ကင်တော်လန်ရေးဆိုတဲ့ခုကန်တော်လန်စစ်စီရေးဘက်ကိုကူးပြောင်းလာတော့တာပဲဖြစ်တယ် ဘာကြောင့်လဲနိုင်ငံရေးအချက်တဲကနေစည်ရေးအချက်တဲဘာကြောင့်ဖြစ်လာတာလဲဆိုရင်အတ္တမတည်ဟူသောမတရားမှုပြုခြင်းကြောင့်ဖြစ်လာတာဖြစ်တယ်ဘယ်သူရဲ့မတရားမှုပြုတာလဲရိုးရိုးလေးမှာတိုင်းပြည်မှာအများပြည်သူလူထုရဲ့စန္ဒပြည်သူလူထုလို့ပြောတာကအများစုရာတိုင်းတော့အများစုရဲ့စန္ဒအားဖြင့်ရွေးချယ်တင်မြှောက်တဲ့အစိုးရတစ်ဖက်ကနေပြီးတော့မှအတ္တအတ္တမအနာကိုလူကိုသိမ့်ပိုက်လိုက်တဲ့အခါမှာဒီအရာတွေကအဲ့ဒီအရာတွေစအခုဒီနေ့ဒီဖြစ်ဖြစ်ပေါ်လာတာပဲ တော့နိုင်ငံရေးချက်တည်းကနေစေးချက်တည်းဖြစ်လာတဲ့အခါကျတော့စစ်ပေါင်းတွေဖြည်းဖြည်းကျဲ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 လာတဲ့အခါမှာဘာတွေဖြစ်တာလဲကုန်စည်စစ်စစ်မှုတွေနောက်လေးကြံကြံလာတဲ့လမ်းပတ်ဆက်တဲ့ပြည်တွေနောက်လေးကြံကြံလာတဲ့အလုတ်ကိုင်းဖွင့်လန်းတွေရှားပါးလာတဲ့ကုန်စည်နှုတ်နေတာဖြည်း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 မြင့်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 တက်လာပြီကျွန်တော်တိုင်းပြည်မှာကျွန်တော်မကြားဘူးတဲ့နော်ငယ်စဉ်ကလေးကနေပြီးတော့မကြားဘူးတဲ့ကုန်စည်နှုတ်နေမချောင်းဆောင်ဘုံအိမ်မက်ကစိတ်ကူးတော့မရင်ဘူးတဲ့ကုန်စည်နှုတ်နေဖြစ်လာလူတွေကခက်ခဲလာတယ်ချက်တဲလာတယ်တချို့ငတ်ပြီး တည်တဲ့ကူတော်ရှိတယ်နော်အဲ့တော့ဒါတွေဘာလို့ဖြစ်တာလဲနိုင်ငံရေးချက်တဲ့နေစိတ်ရေးချက်တဲ့ဖြစ်လာလို့ဖြစ်လာတာအဲ့စိတ်ရေးချက်တဲ့ကဘာကြောင့်ဖြစ်လာလဲလဲစွန်းစွန်းပြောတဲ့အတပမတရားသောအမှုပြုသောကြောင့်မတရားသဖြင့်တိုင်းပြည်ကိုဖိနှိပ်ချုပ်ချယ်အာဏာကိုလူယူသိမ့်ပိုက်တဲ့အတွက်ဒါတွေဖြစ်လာတာလဲတစ်ဖွဲ့နဲ့တစ်ဖွဲ့တစ်ဖက်နဲ့တစ်ဖက်တယောက်နဲ့တယောက်အမုန်းတရားတွေဖြစ်လာတယ်မုန်းတီးမှုတွေဖြစ်လာတယ်မကောင်းပြောတာတွေဖြစ်လာတယ်အတ္တတွေဖြစ်လာတယ်လောဘတွေဒေါသတွေဖြစ်လာတယ်နောက်ဆုံးအမှိုက်မှာမောဟတွေဖုံးလွှမ်းသွားကုန်တယ် ဒီကြားထဲမှာတောမီလောက်တောချောင်လက်ပေါက်ခတ်ဆိုတဲ့အတိုင်းနဲ့ခင်မကောင်းတဲ့အချိန်မှာခင်မကောင်းတော့အခွင့်အရေးယူပြီးတော့မှလူဆိုးတွေတဖိုးတွေဓမြတွေအမှုချမ်းစီတာတွေအခုမြို့ကြီးတွေဘာမှပင်လေနေကင်းကြောင်တော့ပင်လေတမေးဆွဲသွားတယ်အမှုချမ်းတက်စီးတယ်ဓမြဝင်တိုက်တယ်နောက်ဆုံးပြောမယ် public ရှေ့မှာနော်ပြည်သူလူထုရှေ့မှာလမ်းထဲမှာပွဲထားတဲ့ဘန်းတွေတော့ကရကရဓမြအတိုက်ဖြစ်နေရတယ်ဘာဖြစ်လို့လဲတရားဥပဒေစုံမခြင်းမရှိတော့ ပြည်သူလူထုရဲ့နေထိုင်ရတဲ့ဘဝဟာမလုံခြုံတော့ဒါတွေကဘာလို့ဖြစ်လဲဆန်းစွာပြောတဲ့အတိုင်းပါပဲအတ္တမပြုသောမတရားပုဂ္ဂိုလ်ပြုသောသူတွေကြောင့်ဖြစ်တာဖြစ်တယ်။ဒါကြောင့်မလို့မှန်တယ်လို့သာပြီးထောက်ခံလို့မရဘူးတော့အခုလူငယ်လူရွယ်တွေအနာဂတ်တွေပြောက်ကုန်ပြီဒီဘက်ဖြစ်တော့လုံလုံကန်ချင်တယ်လုံလုံကန်မမြရတော့မိမိစန္ဒမပါဘဲနဲ့အတ္တအတ္တမပေါ်တာဆွဲခံရတယ်အတ္တအတ္တမစမှုထခံရတယ်စကဖြစ်နေတာလေလက်ချက်နေတာမဟုတ်ဘူးတော့လက်ချက်ပြုစုပြောင်းနေတာမဟုတ်စကဖြစ်နေတာတကယ် တကယ်တိုင်ပွဲဖြစ်နေတာအဲ့ဒါပေါက်နေတာမဟုတ်သင်စေတတ်တဲ့စက်ကရီယာတွေနဲ့သင်နဲ့တွေနဲ့ဖြစ်ပြီးတော့ကြီးစံနေတဲ့ဖြစ်ပြီးတော့မှတိုင်ပွဲဖြစ်နေတာအဲ့ဒါကောမှဒီဘာအတွေ့အကြုံမှမရှိတဲ့လူငယ်လူရွယ်တွေမိမိစာနာမပါမနဲ့အတိတ်အတ္တမခေါ်ဆောင်ခြင်းခါစစ်တန်းလေးလာလေးနဲ့နာပိုင်းလေးပေးဆင်းပြီးတော့ရှင်းရအောင်ပို့အကောင့်သိချင်းပြည့်စည်အောင်နေ့တူကဆယ်ရချားတခါတလားချားတခါမဟုတ်ဘူးလို့နေ့တူကနေ့စဉ်နေ့တိုင်းဒီဟာနေရာတိုင်းပြည်မှာဖြစ်ဖြစ်နေတယ်လူတွေအစုလိုက်ကြုံလိုက်သိချင်းပြည့်စည်နေအဲ့တော့ ဘယ်ဖွဲ့နေရဘယ်သူတွေကအတ္တမကိုလုပ်နေတာလဲရွာလေးဝင်နေမိရှို့တဲ့အဖြစ်ပဲပြည်သူလူထုကိုတစားကန်လုပ်တဲ့ပြီးတော့တတ်ဖြတ်တဲ့ဓာရီမှာရှိတဲ့ပြည်သူလူထုရဲ့စီစဉ် OA ပုတ်စာပစ္စည်းတွေကိုပို့ယူတဲ့လူရတဲ့ဖြစ်စည်းတဲ့ကန်တာဆောင်ကျော်စစ်ဖြစ်ကြနှစ်ဖွဲ့ဖြစ်ကြစကတော့ဖြစ်တာပဲဖြစ်ပါပဲတစ်ဖက်ကဖိနှိပ်တဲ့အတ္တမလုပ်တဲ့တစ်ဖက်ကလည်းဖိနှိပ်မှုအတ္တမကိုမခံမရနိုင်ဖြစ်တဲ့အဲ့တော့လက်လက်ဆွဲကြိုက်တော်လန့်နေအဲ့ကကြဒီနှစ်ဖွဲ့စစ်ဖြစ်တယ် စစ်ပြေတော့ကြားရနေပြီးတော့မှပြည်သူလူထုကစပင်းရှောင်ပါတယ်ပြေရတယ်လှောရတယ်ပုံရတယ်ဖော်ရတယ်မိမိရဲ့စီးစိမ်ဥစ္စာပစ္စည်းအိမ်လေယာကျွဲနွားထားခဲ့ရပြီးတော့မှထွက်ပြေးရလို့ထွက်ပြေးတဲ့စပင်းရှောင်နေတဲ့အပြစ်မဲ့တဲ့တို့တချောင်းမှတော့မရှိတဲ့ဒီစပင်းရှောင်နေရာတွေကိုလေနဲ့ဘုံချဲတယ်ဘယ်မှာထီကိုခြင်းစာတရားခေါင်းပါလိုက်တဲ့ ဘယ်တော့ဒီအကျင့်နာမေတ္တာတရားခေါင်းပါလိုက်တဲ့စစ်စခန်းကိုဘုံသွားချက်လေလက်ခံတယ်ဒါစစ်ဖြစ်နေတာဟုတ်တစ်ဖက်နဲ့တစ်ဖက်စစ်ဖြစ်နေတယ်အဲ့တော့မင်းတို့စစ်စခန်းကတော့ဘုံချက်တယ်ကွာချင်လက်ခံတယ်မင်းတို့စစ်စခန်းကတော့တိမ့်ပိုက်တယ်ကွာတိုက်ခိုက်တယ်ကွာလက်ခံတယ်မင်းတို့လူတွေကတော့ဖန်စီတယ်ကွာမြင်ပန်းတယ်ကွာတက်ဖြတ်တယ်ကွာလက်ခံတာစစ်ဖြစ်နေတာဟုတ်အခုကအဲ့စစ်ဖြစ်နေတဲ့ဂျားထဲမှာဘာမှမဆိုင်တဲ့ဒီပြည်သူလူတို့ကိုမြင်ပန်းတယ်ဖန်စီတယ်နှိပ်စက်တယ်တက်ဖြတ်တယ်လုံနေတာက တော်လန်ခုတ်ကန်စစ်ကိုလှုပ်နေတဲ့တော်လန်ကိုလှုပ်နေတဲ့သူတွေကလှုပ်တာမဟုတ်ဘူးတော့တတိယတရားတော့ချက်လာရှိမယ်ကားလာရှိမယ်မှန်လာရှိမယ်မားလာရှိမယ်အမှန်တော့ရှိမယ်မားတော့ရှိမယ်ဒါနဲ့ညီချင်းပကတိအခြေအနေရာတိုင်းတော့အများစုကရာတိုင်းတော့အများစုလို့ပြောတဲ့အခါမှာရှုဆယ်ရာတိုင်းတော့ရှုဆယ်ရာတိုင်းကိုယ်ဆယ်ရာတိုင်းတော့လှုပ်နေတာကတိုက်ပြရဲ့အာဏာကိုအတမသိမ့်ပိုက်လိုက်တဲ့ဒီစစ်ကောင်စီရနေပြီးတော့စစ်ကောင်စီရဲ့ဝင်တန်းပြောလို့ရတယ်စစ်သားတွေရနေပြီးတော့မှဒီညာကိုပြုမှုနေတယ်အဲ့ဒီဘုရားဘာမှုတွေလဲ အတ္တမမှုတွေဗတ္တရားမှုတွေအဲ့တော့ကျွန်တော်ဘာသာတရားရှုတော့လည်းပြောမယ်နော်တကယ်တော့စက္ကစကကျွန်တော်အမြင်ပြောရတယ်သူတို့ကလုံရက်ပေါ့ကျွန်တော်အမြင်ဆိုတာဘာလို့မြင်လဲဆိုရင်သူတို့ရဲ့လုံရက်ကိုကြည့်ပြီးတော့မှမြင်တာသူတို့ကဘာဘာသာကိုမှသူတို့မယုံကြည်ပါဘူးဘာဘာသာမှမကိုပဲပါဘယ်ဘာသာပြောမှသူတို့မကန်ဆိုင်ပါဘူးအမျိုးဘာသာတော်တော်ရှောက်ပြောနေတာဘာမှမဟုတ်ပါဘူးမဟုတ်ပါဘူးကျွန်တော်ပြောလိုက်တယ် သူတို့ကိုလက်ခံမယ်သူတို့ကိုကာပါပေးမယ်သူတို့ကိုဖော်လံဖားမယ်သူတို့ကိုကပ္ပယပန်းလုပ်မယ်သူတို့ကိုကာကွယ်မယ်သူတို့ဘက်မှာယက်တီမယ်ဆိုရင်သူတို့ပါစားမယ်ညောင်းစားမယ်ချီးမြောက်မယ်အခွင့်အရေးပေးမယ်အဲသူတို့အတ္တမလုံနေတဲ့အတ္တမအမှုတွေကိုဝေဖန်မယ်ပြစ်တင်မယ်ထောက်ပြမယ်ဆိုရင်တော့သူတို့ဘက်မှာမရဘူးသူတို့ကိုမဖားဘူးသူတို့ကိုမကပ်ဘူးဆိုရင်တော့မွတ်စလင်တို့ခရစ်ယာန်တို့ဟိန္ဒူတို့ဗုဒ္ဓဘာသာတို့ ဘာတော့မှမချောင်ပါဘူးအကုန်လုံးတို့တို့ကရရက်ဆက်ဆက်ပပဆက်ဆက်ညဘန်နှိမ့်ဆက်တပ်ချက်ခန်းစီဘုံကျဲပြက်ခတ်တပ်ဖြတ်တာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ပတ်ထဲမှာကချင်ပြည်နယ်မှာရှိတဲ့ဘော်မျိုးတမိုင်းဝင်စိန့်ပက်ထရစ်ဖျားကြောင်းဒါအာစီချက်မှာရိုမန်ကက်သိုလစ်ချက်နော်တမိုင်းဝင်ဒီစိန့်ပက်ထရစ်ဖျားကြောင်းမိရှုဖြစ်စီတယ်အပြာနဲ့ဆွဆွဲနေတယ်တော်လိုင်းဘက်ကနေဖြစ်စီတယ် ဟိုလူတွေမဟုတ်တဲ့လူတွေကဝင်ပြဆုံးထောက်တဲ့လူတွေဒီကဝင်ပြစီးတယ်။မြင်းပြင်းကိုမေးလိုက်အကုန်သိတယ်။မြင်းပြင်းရဲ့လူတွေအကုန်သိတယ်။အခုသူတို့ချင်းချင်းမှာပဲပြန်ဖို့လေ။သတင်းသမားတယောက်ကပြောတယ်သူတို့ချင်းချင်းထဲမှာဒါဟိုကဒါဒါဟိုစက္ကစနေလောက်တာမဟုတ်ပါဘူး။စသားတွေနဲ့လောက်တာမဟုတ်ပါဘူး။တော်လိုင်းဘက်ကနေလောက်ပါလေ။နောက်တော့မြင်းလို့မရတော့တဲ့ခါကျတော့သူတို့ဘက်ကတယောက်ကပြန်ပေါ်တော့မဟုတ်ပါဘူးလေအဲဒီအကြောင်းနဲ့မှလက်နဲ့တထားလို့ဘုံနေထားလို့တနက်တွေထားလို့အဲ့ဒါကြောင့်လို့မရှုပ်လိုက်ရပါဘူးဆိုတော့သူတို့နဲ့သူတို့တစ်ဖွဲ့တယ်နော်မဟုတ်လားတစ်ဖွဲ့တယ်သူတို့တယောက်ကစကားကွာရှင်းတော့နေတော့ကျွန်တော်ပြောပါမယ် ကျွန်တော်ခရိယန်သင်းတော်ဒီဟာ church တွေ churches တွေခရိယန်ဘုရားကျောင်းတွေ temple လို့ခေါ်တယ်နော်ဒီ church building အဆောက်အဦကို temple လို့ခေါ်တယ် temple ဆို basement တော့အဲ့ဒီ basement တော့ဘယ်သူရဲ့ basement လဲဆိုလူရဲ့ basement တော့မဟုတ်ထာဝရဘုရားရဲ့ basement တော့အဲ့ထာဝရဘုရားရဲ့ basement တော့ဒီမှာလူတက်လက်နဲ့တော့၎င်းညင်ညူးသောအရာတော့၎င်းရံပက်ပြုသောအရာတော့၎င်းဘယ် churches မှာမထားဘူးမတူဘူး basement တော့တန်ရှက်ပေါ်ယူတော့ရတယ်ဆိုပမာဆောင်ခန်းကြီး တော့အခန်းငယ်16စက္ကန့်ကိုရင်သောရစာပထမဆုံးအခန်းကြီး6အခန်းငယ်9ကနေပြီးတော့စက်သုံးလောက်ကိုဖတ်ကြည့်မယ်ဆိုရင်ဘိတ်မန်တော်အတန်ရှင်းရဘိတ်မန်တော်ညညူးခြင်းမရှိရဘာကြောင့်ဆိုဖောင်ဖျားချင်းဝတ်တဲ့ဘိတ်မန်တော် ဖြစ်တဲ့အတွက်ဒီလိုပြောတဲ့ကျမ်းစာတခြားဘုလို့ဘိတ်မန်တော်တည်ယူတော့ဖျားเจ้าနဲ့မှာ ဘလုံးလုံးပြီးတော့ဘုံထားပါလေဘလုံးလုံးပြီးတော့လူတက်တက်နဲ့နော်တက်နှက်ထားပါဘလုံးလုံးကြည်စံထားပါလေအတခုတော့ရှိတယ်ဒီဘိတ်ဘိတ်မန်တော်တွေမှာနောက်ဆုံးဘဖြစ်နေလိုအပ်လာပြီဟေးဆိုတော့ဒုက္ခရောက်နေတော့သူကူရမဲ့တော့သူနေရမဲ့တော့သူစားရမဲ့တော့သူဒီလူတွေကိုတော့ထားတယ်ဒါတောင်းမှတကယ်တမ်းကတော့လေအဲ church တွေမှာ compound တွေရှိတယ်ဗျခြံဝင်းတွေပေါ့ အဲ့ဒီမှာမှတာတနာပြီဆရာနေအိမ်တို့ပါစတာပါစတာတေယောဆရာနေအိမ်တို့ရမ်ဒတိတ်ခါရဆရာနေအိမ်တို့ဘီရှော့နေအိမ်တို့ရှိတယ်ခြံဝင်းနေပြီးအဲ့တဲ့ဆောင်တွေတွေအတွက်စောက်ထားတဲ့ဒီလူငယ်အဆောင်တို့နော်အဲ့ဆောင်တို့ဆိုတာရှင်အဲ့ဒီနေရာတွေမှာထားတော့ဘိမတော်ကတော်ဝင်တော်ကလူပုဂ္ဂိုလ်တောင်မှမထားကျန်တဲ့အရာထားဖို့တော့ဝေလာဝေးပေါ့အဲ့ဒါကြီးကိုအတ္တမအမှုပြုပြီးတော့မတရားမှုပြုပြီးတော့မှမီးတင်ရှုပ်မီးတိုက်ပြီးတော့မှဒါကြောင့်မလုပ်ဘူးဒါကလုံးလုံးလပ်ဖြစ်တဲ့ကိစ္စလုံးရတဲ့တနစ်တစ်တစ်တော့ကလည်း တမိုင်းဝင်အစားဦးကျွန်တော်ဒီနော်ဒီကံဘလူနယ်ဘက်မှာဇီကုန်းနယ်ဘက်မှာကောင်းလင်းနယ်ဘက်မှာဝင်းတုံနယ်ဘက်မှာဖျားချောင်းဘုံကျဲပလိုက်ခရီးနယ်ဘက်မှာဖျားချောင်းနေဘုံစားပျောက်စားထိမှန်ပြီးတော့ပျက်စီးရင်းနဲ့ဖျားချောင်းနေအများကြီးဘသူရလောက်တာလဲအတ္တမလူတရားလောက်တာအဲ့ဒါမတရားသောသူတရားလောက်တာအဲ့ဒါမတရားသောသူရဲ့လောက်ရမတရားရဲ့လောက်ရအတ္တမလောက်ရကဲကောင်းပြီခရိယံဘို့လို့ကွာဗမာပြည်မှာစက္ကစတဲ့မှာ69ရာခိုင်နှုန်းကဘုရားကသာဝင်လို့နာမည်ခံထားတဲ့သူတွေပါ ော့ဗုဒ္ဓဘာသာနဲ့လို့မပြောဘူးเนาะစကားလုံးကျွန်တော်ရွေးရွေးပြောပါတယ်ဗုဒ္ဓဘာသာဝင်လို့ဗုဒ္ဓဘာသာကိုယ်ပဲပါတယ်လို့နာမည်ခံထားတဲ့သူတွေပြီးခဲ့တဲ့ရပိုင်းလေးရပြီနောင်ချိုမှာပရိဒတ်စတဲ့ဓာတ်ဘုံကြီးကြောင့်ဘုံတော်ကြီးကြောင့်အဲ့တော့ဗုဒ္ဓဘာသာဘုံတော်ကြီးကြောင့်တည်းရတယ်ကျွန်တော်ခရစ်ယာန်ဖျားကြောင့်တည်းတခုတပန်းပူတာတယ်ဗျကျွန်တော်လည်းအဲ့ဒါကျွန်တော်အသင်းတော်တွေမှာပြောတယ်ဘာပူတာလဲလူတွေကိုဘုံကြီးကြောင့်တည်းမှာတက်ခုဝင်ပြုတယ်ခလုံးဝင်ပြုတယ်နားကြီးဝင်ပြုတယ်လက်ခံထားတယ်ပြည့်စုံထားတယ်ကျွေးပွေးထားတယ် ကတိစပိရှောင်းလာတဲ့သူတွေအပြစ်မဲ့တဲ့သူတွေနဲ့ဒီလူတွေကနှစ်ဖက်လုံးဘသူ့ဟိုမှာသူတို့ပေလေကန်ရလုံးတာဘသူ့မှာတိုက်ခိုက်နေတာမဟုတ်ဘသူ့ဘက်မှာပါနေတာမဟုတ်ဘူးစကားဆောက်လည်းသူတို့မတွန်းနိုင်သူတို့ဒီဘက်ကတွန်းလိုက်ဖို့လည်းသူတို့မတွန်းနိုင်စစ်ဖြစ်လို့သူတို့ခမရမှာရရအထုပ်ကလေးပိုက်ပြီးတော့ဆွဲပြီးတော့ခုခိုးရံပြေးရတဲ့သူတွေအိမ်နဲ့ခြံနဲ့လယ်နဲ့ရနဲ့ကိုင်းနဲ့ကိုပိုင်အလုပ်ကိုပိုင်စီဝါနဲ့ရှိနေတဲ့လူတွေသူတို့ဘာစီမှာမျက်နှာငယ်ခံပြီးတော့မှသူတို့ဘက်ရဲ့ပိတ်ကန့်မှုကိုခံယူပြီးတော့မှနေရာစားရတဲ့ဘဝတွေ တီးမရှိတဲ့နေရာကိုအနီးကပ်ပြန်ပြီးတော့ဘုံနဲ့ကျဲလိုက်တယ်ဆိုတာအဲ့ဒါခရစ်ဘုရားကြောင့်မဟုတ်ဘူးအဲ့ဒါဟိန္ဒူဘုရားကြောင့်မဟုတ်ဘူးအဲ့ဒါအစ္စလာမ်ရဲ့ဘလီမဟုတ်ဘူးဘုရားတပါပုံကြောင့်ဒါဆိုဆောဆောကျွန်တော်ပြောတာသူတို့မှာဘာသာတရားဆိုတာမရှိပါဘူးဘာသာတရားကိုကြီးညိုတယ်ခိုင်းဆိုင်တယ်ဆိုတာမရှိဘူးသူတို့ဘာသာတရားကိုဘာအတွက်ပဲအသုံးပြုလဲဆိုရင်သူတို့အာနာပါဝါတည်မြဲဖို့ သူတို့ရဲ့ຢာလို့တည်မြဲဖို့သူတို့လုံနေတာကိုထောက်ခံဖို့အတုံးချတဲ့နေရာ used to အတုံးချတဲ့နေရာပါပဲသူတို့အတုံးပြုတာဖြစ်ပါလေအဲ့ဒါဘသူတွေရဲ့လုပ်ရတယ်အတ္တပတ်သူတွေရဲ့လုပ်ရဖြစ်တယ်အဲ့တော့နောက်တစ်ဆင့်လေးကျွန်တော်ပြောမယ်ဆိုရင်နော်ကချင်ပြည်နယ်ဆိုတာကချင်ပြည်မျိုးအများစုနေတယ်အခု KO organization အောက်က KIA ခချမ်းတပြောင်ရေးတက်မတော်ကအကြီးကျယ်စစ်ပွဲတွေပေါ်ဆောင်ပြီးတော့မှနေနေဒေသနဲ့စစ်ကန်တွေကိုတိမ့်ပိုက်တဲ့အခါမှာကဲမင်းတို့တွေကဗာလူမျိုးတွေလည်းအများစုပချက်လူမျိုးကခချမ်းလူတွေတော့ဗာဘာသာဝင်လည်းခရိယံဘာသာဝင်ကွာကဲချရတယ်ကွာမင်းတို့ပချက်လူမျိုးတွေခရိယံဘာသာဝင်ရှေ့ဖျားကြောင်ချရတယ်ကွာမရှိဘူးလေကွာရှုပ်တယ်ဒါလူမျိုးရေးဘာသာရေးစံတဲ့လူမျိုးရေးစစ်ဘာသာရေးစစ်စံတဲ့အတွက်ကိုရှောက် ဘယ်သူတွေလောက်တာအတုမလူတွေလောက်တာအဲ့ဒီလူမြတ်ကအတ္တမအမှုတွေဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ကထောက်ပံ့ပေးချက်သိဖို့တူတယ်ဓမ္မကဘာလဲအတ္တမကဘာလဲအဲ့တော့ချက်ချသိမြင်လာတော့မှအိုးဒီမှာစမနဲ့လူသားတယောက်ဖြစ်တယ်ဆိုရင်နော်လူအေကန်ဆင်စစ် ဖြစ်တယ်ဆိုလူစိတ်တဘောတာဖြစ်တယ်ဆိုရင်ဓမ္မဘက်မှာယက်တီအမှန်တရားဘက်မှာယက်တီတရားတို့ဘက်မှာယက်တီတရားတဲ့ဘက်မှာဝိညာဉ်သာပေးပြီးတော့မှအတ္တမကိုတွန်းလန်းအတ္တမကိုစန့်ချင်အတ္တမကိုညှဉ်းဆန်းတာဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ညမှာကျွန်တော်ညီမရတော့အနေငယ်ရေဘာသာတရားဖြင့်ဝိညာဉ်ကျင်းဆိုတဲ့နေရာမှာနိုင်ငံမှာတိုင်းပြည်မှာဖြစ်နေတဲ့မင်းရဲ့ချက်တဲ့စီးရဲ့ချက်တဲ့အကြောဆင်းဆင်းဖြစ်လာတဲ့တိုင်းပြည်ရဲ့နေစိတ်စုတ်ရပျက်စီးချက်စင်းနေရခြင်းတည်း အတ္တမလူတို့ဤမတရားသောသူတို့ဤအတ္တမအမှုမတရားသောအမှုကြောင့်ပါလေဖြစ်တယ်။ဒါကြောင့်မလို့အဲ့ဒီအတ္တမဒုတိယသောစက္ကစသူရဲ့လောက်ရအတ္တမအမှုတွေကိုညှင်းဆန်တော်လန်စန့်ခြင်းမရတည်ပဲနဲ့အမပိပဲမဝင်ပြန်ပဲဒီပဲဓမ္မတော်လန်နေသောဒီမြတ်ဘက်ကနေပြတော့မှာဝိညာဉ်ရက်ဒီအပိထောက်ခံပြီးရဲ့ဒီနေ့ကျွန်တော်တို့နိုင်ငံတော်ကိုတစ်ချိန်မှတော်လည်းအောင်ပြင်ပြီးတော့ဓမ္မနိုင်ငံတော်

တိုင်းရင်းသားလူမျိုးနွယ်စုတွေကဗမာတိုင်းရင်းသားအပေါင်းပဲဗမာတိုင်းရင်းသားတော့ဗမာတိုင်းရင်းသားအပေါင်းငါတို့တိုင်းရင်းသားလူမျိုးတွေဆိုနေကြရာကြော်ပြီးတော့ရာနဲ့ချီပြီးတော့ရှိနေတာအအောင်စီရတယ်တကယ်ဆိုရင်ဥယျာဉ်ကြီးတစ်ခုတည်းမှာပိုက်ချန်ကြီးတစ်ခုမှာအယောင်သွေးစုံလင်စွာပုံစံမျိုးစုံနဲ့တဒံမျိုးစုံနဲ့လှလပပဖူးပွင့်ဝေစာနေတဲ့တိုင်းငင်းကြီးဖြစ်ရတဲ့အစားဒီနေ့ကျွန်တော်တို့တိုင်းပြည်အတ္တမလူကြီးရဲ့အတ္တမအမှုကြောင့် ိုင်ရင်ကြီးမဟုတ်ပဲနဲ့အစိတ်ပင်တွေပေါက်လဲဘိန်ရင်ကြီးဖြစ်ဒီနေ့အဲ့ဒီဘိန်ရင်ကြီးကိုချင်ဖြတ်ပြီးတော့အလွန်တရှပါတဲ့ပန်းရောင်ဆုံးထုတ်ပြတဲ့ပန်းကင်းကြီးဖြစ်ကျွန်တော်တို့တိုက်ပြီးတဖန်ပြန်လဲဖွင့်ပြတိုးတက်ပါဖို့ဆိုရင်ဓမ္မတည်ဥတော်တရားတော်သုံးပတ်မှာရက်တီလျက်ခြိတက်ကြဖို့အတွက်ကျွန်တော်လည်းတိုက်တွန်းရင်းနဲ့ဒီနေ့ကျွန်တော်ရဲ့စကားလေးကိုဒီညမှာအဆုံးသတ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာကြီးခုလိုပြည့်ပြည့်စုံစုံနဲ့ကျွန်တွေ မျှဝေပေးသွားတဲ့တခါတော်ရဆရာသရပိတ္တုကိုကျေးဇူးများစွာတင်ရှိပါတယ်